ကဲမနက်ကအရေးတွေပြက်ပြီးတခြားနားထောင်ပြီးတော့ကြောက်ပြီမလားဟုတ်ပါတယ် WWDC 25ရဲ့ Apple OS redesign မှာ Liquid Glass UI ကိုချပြသွားတာပဲ OS 26ရဲ့ Liquid Glass UI design ကရိုးရှင်းပြီး user တွေကို feeling တမျိုးပေးသွားမှာပါအခု Apple ကပြောသွားတဲ့ iOS 26 iPad OS 26 Mac OS 26ကိုမျှဝေသွားမှာပဲဖြစ်ပါတယ်အရင်ဆုံး iOS 26အကြောင်းကိုပြောသွားမယ် Liquid Glass style နဲ့ app တွေကပိုပြီး smooth ဖြစ်သွားတယ် light and dark thing ကိုမှ transparent mode ပါပြောင်းလို့ရပါတယ်ကြည့်ရတာ natural ို့ဆန်ထားတယ်ပြီးတော့ notification တွေကလည်းရှင်းရှင်းလင်းလင်းကိုပုံမြင်ရတယ် neural engine ကိုအသုံးပြုပြီး 2D ဓာတ်ပုံတွေက 3D effect တွေနဲ့ပို့ပြီးကြွလာမယ် loss square အဖြစ်ထားရတဲ့ပုံကလည်း notification တွေဝင်လာရင်အမြင်မရှုပ်ဘဲနဲ့ auto adjust လုပ်သွားမှာဆိုတော့ share ပဲပေါ့ photo ဆိုရင်လည်း library နဲ့ collection ဆိုပြီး tab နှစ်ခုကိုဖယ်ထားပြီးတယ် iOS 18မှာလို့ပေါ့နော်ကြည့်ရတာရှုပ်ရှက်မခံနေတော့ camera ရဲ့ look ကလည်းမလို ms setting တွေကိုဖျောက်ထားပြီးတော့ရိုက်ရှင်တဲ့မြင်ကွင်းတွေကိုပို့ပြီး im site လို့ရမယ် camera setting တွေကိုဖွင့်ကျင်နေဆိုရင်လည်း red ကူနဲ့ဖွင့်လို့ရတယ်ဥပမာဆိုခင်ပေါ့နော် manual setting တွေကိုဖွင့်မယ်ဆိုခင် င်အပေါ်ပွက်လိုက် resolution တွေကြီးချင်တယ်ဆိုရင်အောက်ကိုဆွဲချလိုက်ဖုန်းပိုင်းမှာလည်း upper intelligent နဲ့ core screaming assist ဆိုတာလည်းပါလာလိမ့်မယ်ဥပမာကိုယ့်ရဲ့ဖုန်းကိုနံပါတ်စိမ်းတစ်ခုကဝင်လာမယ်ဒီ AI ကိုအသုံးပြုပြီးကင်ရမလားမကင်ရမလားလို့စဉ်းစားနေတဲ့အချိန်မှာ AI ကနေပြီးတော့ဗောနော်ဖုန်းက prank call လားဒါမှမဟုတ်ကိုယ့်အတွက်အရေးကြီးတဲ့ဖုန်းလားဆိုတာကိုသူကလုံးဆောင်ပေးပါလိမ့်ကိုယ့်ရဲ့ phone content တွေကိုလည်းအမြင်တစ်မျိုးနဲ့မြင်ရမှာဆိုတော့မစိုးဘူးဗျာ live translation feature ကတော့ဘာသာစကားမတူတဲ့လူတွေနဲ့ကျွန်တော် real time communicate လုပ်လို့ရတဲ့ဟာတော်တော်ကိုမိုက်တယ်ဗျာ map က တော့ကိုသွားခဲ့ဘူးတဲ့နေရာတွေကို safe place မှာမှတ်ထားပေးရနောက်ပိုင်းအဲ့နေရာကိုပြန်သွားချင်ရင်လည်းကိုကမမှတ်ထားဘူးဗျာ Apple Intelligent ကကိုတွတ်မှတ်ထားပေးရ Apple Music မှာတည်ကျတာပြောင်းတာကတော့ Auto Mix ပဲ DJ တွေလိုပေါ့နော်တခြင်းတစ်ခုနဲ့တစ်ခုပြောင်းသွားတဲ့ transition ကအရန်ကို smooth ဖြစ်တော့နားထောင်ရတဲ့ခံစားချက်ကလည်းအရန်ကိုမိုက်သွားတယ် iPad OS 26ကတော့ကြီးကြီးမားမားကိုပြောင်းလာတယ် Windows layout design တွေရောကျွန်တော်ဒီ multi tasking တွေကပါပို့ပြီးတော့ မိုက်လာတယ်။ content creator တယောက်အတွက် screen recording မဟုတ်တော့ဘဲနဲ့ local capture ဆိုတဲ့ပုံမှန်ကောင်းမွန်တဲ့အသံ video file တွေကိုပေါ့နော်ကူးယူပြီးတော့ audience တွေကိုခြားပြသွားလို့ရတယ်။ iPad keyboard နဲ့ချိန်လိုက်တဲ့အချိန်မှာ MacBook တလုံးလိုပေါ့နော်ဒီ menu bar တွေ pointer တွေပါလာလိမ့်မယ်။ဒါပေမဲ့ MacBook ကတော့ MacBook ပါပဲ။ Mac OS 26တဟိုကလည်း Liquid Glass ကိုပဲအသုံးပြုရတယ်။အဲ့မှာလည်း feature တွေအများကြီးရှိပေါ့။သူ့ရဲ့ main feature ကတော့ spotlight ပဲ။ spotlight ကနေအားလုံးကို control လုပ်လို့ရတဲ့ဟာကလုံးဝပေါ့နော်ဒီ MacBook တလုံးသုံးရတဲ့ user တယောက်အနေနဲ့ comfortable ဖြစ်သွားတယ်။ ဟုတ်ကဲ့ပါဒါတွေကတော့ကျွန်တော် WWDC 25ရဲ့ OS 26 overall ကိုရှင်းပြပြီးသွားပါပဲဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။